ကောင်းတာကတော့ဖုန်းနေအကုန်လုံးကတုံးလို့ရတယ်ကုန်းလို့ကောင်းတယ်ဖုန်းနေပြီအသက်ဆိုရင်ဘယ်တော့မကောင်းသေးတယ်တဲ့မှာအသက်နဲ့လေအာသက်နဲ့လေတော့ဖုန်းပြီးတော့ဖုန်းတက်လေအကုန်လုံးတော့ကောင်းတယ်ဒီတစ်ခါတော့ကျွန်တော်တို့ Realme ဖုန်းလေးအကြောင်းပြောကြတာပေါ့အားလုံးကလည်း brand အားလုံးကိုတစ်ခုချင်းတစ်ခုချင်းစီသိကျင်နေရသူတွေလည်းပါမှာပဲ။ဘာကြောင့်ဒီလိုမျိုး brand တွေကိုပြပြရလဲဆိုတော့ဒီဖုန်းလောကမှာ brand တွေကအများကြီးရှိမနေဘူးလက်ချိုးကြီးလို့ရတယ်။အဲ့ထဲကမှတချို့ကလည်း တချို့ brand တွေရဲ့ fan ဖြစ်တယ်လို့တချို့ကလည်းအခုပြောမယ် Realme brand fan တွေဖြစ်ရှင်ဖြစ်နေနိုင်မယ်အဲတချို့ကျတော့လည်းသိကျင်တာမျိုးတွေလည်းရှိမှာပေါ့ဆိုတော့ဒါမျိုးလေးတွေလည်းသိအောင်အောင်ဘူးတိုင်းနဲ့ပြန်ရအောင်အောင် ပြီးတော့ဒီ Realme ထဲကမှအခုကျွန်တော်တို့ဒီထဲမှာဈေးကွက်ထဲမှာရှိနေတဲ့ Realme ရဲ့ C series phone တွေကတကယ်ကိုကျွန်တော်တို့အတွက်အသုံးဝင်လားကျွန်တော်တို့ဒီဖုန်းတွေကိုရွေးဝယ်တင်လားဘာအချက်တွေကိုကြည့်ပြီးတော့ဒီ Realme C series phone တွေကိုရွေးဝယ်တင်လဲဆိုတဲ့အကြောင်းလေးပြောကြတာပေါ့ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ဒီ Realme ဖုန်းလေးကိုမပြောခင် Realme brand အကြောင်းလေးကိုနည်းနည်းလေးဘူးတာလေးပြပြအောင်မယ်ဒီကောင်ကသူက2010လောက်တုန်းကကြတော့သူက Oppo Reno ဆိုပြီးတော့ Oppo ရဲ့ sub brand အနေနဲ့ရှိနေတယ်ဗောနော်တောက်ချက်ကို2018လောက်ကြာမှဒါ Oppo ကနေခွဲထွက်ပြီးတော့ Realme ဆိုတဲ့ brand ကိုသူကကိုပိုင်ဗောနော်ဒါအဲ realme ပေါ့ဟမ်တမိုးလေးပေါ့ဖန်ညာပေါ့အမ်ထွက်လာခဲ့တယ်ပြီးတော့ realme ရဲ့ solo grand night tab to leave ဆိုတဲ့အတိုင်းပဲဒါ realme solo grand ရဲ့ realme company ရဲ့တက်တက်သူကခွဲထွက်လိုက်တယ်အမ် oppo နဲ့တော့မဆိုင်တော့ဘူးပေါ့ဟမ်တမိုးကွဲသွားတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒါ realme ကကျွန်တော်တို့စီကိုအရင်တုန်းကဆိုရင်ဒါအားလုံးလည်းတိမဲ့ထင်တယ် realme ရဲ့ master series edition လေးကြီးတိရမလား realme 8 master edition ဘာညာပေါ့ဒါမျိုးတွေပြီး realme ရဲ့ gt series ဒါမျိုးတွေဆိုတာကဒါတကယ်ကျမ်းပါတယ်ကောင်းပါတယ်ဆိုတော့ကောင်းမျိုးတွေဒါပေမဲ့ ီကောင်နေသည် official မဝင်အဲထားမှုလေးရှိတယ်ဒါကတော့ကိုက login နဲ့ version နဲ့ပညာဆိုနေတာစုံစမ်းမင်းနဲ့ဝယ်ရတော့ခက်ခဲလေးရှိတာပေါ့ဒါတော့ထားပါပူတန်းနဲ့ပြပြပြီးတော့အရင်တော့ဆိုလို့ရှိရင်သိရတိုင်းပဲ realme ကလည်း price to performance ကောင်းတဲ့ဒါ official global ထဲမှာတော်တော်ကောင်းတဲ့ကောင်ဆိုပြတာတဖြည်းဖြည်းနမည်ရလာခဲ့တာကျွန်တော်မြန်မာပြည်ဈေးကွက်မှာဆိုရင်အဲအားလုံးလဲကြုံမှာ Realme 7တို့ Realme 8တို့ဒီကောင်တွေဆိုရင်တကယ်ကို မိုက်တယ်ကျွန်တော်တို့သုံးသိန်း၄သိန်း၅သိန်းဝင်းကျင်သုံးသိန်းခွဲဟုတ်တယ်သုံးသိန်းခွဲကနေ၅သိန်းဝင်းကျင်လောက်ပဲရှိတယ်တော်တော်လေးလည်းအဆင်ပြေခဲ့တယ်တော်တော်လေးလည်းကောင်းတယ်ဒါပေမဲ့ဖြည်း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 ပြောင်းလဲလာတဲ့အနေအထားတွေအရအခုဆိုရင်ကျွန်တော်တို့ဒီ10သိန်းအောက်မှာဆိုရင် Realme C series လေးပဲဝယ်လို့ရမယ်ဆိုတော့ကျွန်တော်တို့ C series လေးအကြောင်းထပ်ပြောပါဗော C series တွေမပြောခင်ဒါ Realme ရဲ့ နှုတ်စည်းလည်းနည်းနည်းထပ်ပြောဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒါ၄သိန်းနဲ့၅သိန်းဝန်းကျင်မှာ Realme ရဲ့ Note 60 CV ကလည်းတော်တော်လေးအဆင်ပြေတဲ့ဖုန်းရမှာပါတယ်။အဲဘလိုအဆင်ပြေလဲမေးတယ်နော် daily use အတွက်ပေါ့ပြောနေကြတဲ့အတိုင်းပဲကျွန်တော်နေ့စဉ်သုံးအတွက်ကတော့တော့နေသူ okay တဲ့အနေထားမှာရှိတယ်။အဲ Facebook Messenger, Viber, ဘာညာလေးပေါ့ဘလို social media တွေ AAC သုံးလို့ရတယ်။ဒီကောင်လေးက performance တွေပါတယ်ယူတော့အရင်ကကိုကမျောလင့်ပြီးတော့တမ၄သိန်းလောက်သုံးမယ်၅သိန်းလောက်သုံးမယ်ဂိမ်းဆော့မယ်ဆိုပြီးတော့ ိုကနည်းနည်းလေးခေါင်းထဲမှာတွေးလိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီတွေးလို့ဖယ်လိုက်ဒါပဲပြရတာအသာချက်ကတော့ပထရီခန္ဓာမျိုးတွေအကျန်းခန္ဓာမျိုးတွေဒီဇိုင်းလှတာမျိုးတွေအဲကင်မရာမစိုးတာမျိုးတွေဒါမျိုးလေးရမယ်အနာချက်ကတော့ performance ကတော့ထင်သလောက်ကောင်းမနေဘူးအဲတစ်ချက်ချက်ကြလို့ရှိရင်ကျွန်တော် gain တွေပါရဆော့မယ်ဆိုရင်အဲအစမပြေတဲ့အနေထားမှာရှိတယ်။အဲ့အတွက်ဒီ Realme Note 60တို့ Note 60 X တို့ကဈေးနှုန်းက၄သိန်းကနေပြီးတော့၅သိန်းဝန်းကျင်လောက်ပဲရှိရယ်။အဲဈေးတွေတော့ကျွန်တော်နောက်မှ comment ထဲမှာအကုန်ရေးပေးထားမယ်။ နော်အဲ့ comment မှာကြည့်ကြည့်လိုက်အဲထားပါတော့ဒီလိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီဖုန်းတွေကိုကြတော့ gain ဆော့ဖို့ဆိုပြီးတော့ target ထားပြီးဝယ်လို့မရအောင်အဓိကကိုက secondary device အနေနဲ့လူကြီးတွေကိုပေးသုံးမှုအတွက် official global ထဲကအချမ်းခံတာမျိုးလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ဒါ Realme Note 60 Note 60H ကိုဒါရွေးလို့ရတဲ့ဖုန်းလေးဈေးရလည်းအရင်မများဘူး၄သိန်း၅သိန်းဝင်ကျင်တော့ပဲရှိတယ်။အမ် CC တွေကအခုမှစမှာ CC တွေမှာစပြီးပြောမယ်ဆိုရင် Realme ရဲ့ C61 ပေါ့67ပေါ့ဗျာ။ ဒီကောင်ကပြောမယ်ဆိုရင် performance ဦးစားပေးရတဲ့ကောင်တော့မဟုတ်ဘူးဈေးနှုန်းကလည်း6သိန်းခွဲဝင်းကျင်အရင်နဲ့တန်နေရတဲ့ကောင်လည်းမဟုတ်ဘူးဒါပေမဲ့ Realme fan တွေဆိုရင်တော့ဒါဝယ်ပြော်ရလို့ပဲပြောရမှာပေါ့အဓိကကသူက gain soft ကိုလည်းမဟုတ် Uni SoC T612 ကိုထည့်ပေးထား Uni Soft ပေါ့ဗျာ T612 အဲဒါလေးကိုထည့်ပေးထားဒီကောင်ရဲ့ performance ကအရင် high နေရကောင်လည်းမဟုတ်ဘူးအဲကျွန်တော် PUBG လို့ game မျိုးတွေတက်မှာ Genshin Impact လို့ game မျိုးတွေဒါမျိုးတွေသွားပြီး soft မယ်ဆိုရင်တော့ စိတ်မကောင်းပါဘူးဖြစ်သွားနိုင်မယ်အဲအဲ့လောက်တော့ဆော့လို့မရဘူးဒါပေမဲ့သူတစ်ဖက်ကပြန်ကြည့်ရင်တခုကောင်းတယ်သူက IP54 ပါရာမျိုးလေးတွေပြီးရင် screen size ကြီးရာမျိုးလေးအဲပြီးရင်ကြီးရာနည်းနည်းလေးဟိုဘယ်လိုပြောမလဲရှင်းရှင်းလင်းလင်းလေးပေါ့ clear ဖြစ်တယ်ပြောရမယ်အဲ့လိုမျိုးလေးခံစားရမျိုးလေးတော့ရှိအဲထပါအဓိကရွေးချက်ကဒီ C61 ကိုဝယ်တဲ့သူတွေကတော့ဘယ်လိုလူတွေလဲဆိုရင်ကျွန်တော် daily use မှာ social media လောက်ပဲသုံးမယ်ကင်မရာနည်းနည်းလေးကောင်းရမယ် အမ်ပြောလို့ရှိရင်ဒီဖုန်းကတောင်တောင်အကျန်းခံတာမျိုးတွေတောင်တောင်ပြုတ်ကျတာမျိုးတွေနည်းလေးကာကွယ်နိုင်တဲ့ဖုန်းမျိုးကိုလိုချင်တယ်အကျန်းခံတဲ့ဖုန်းမျိုးလိုချင်တယ်ဆိုတဲ့သူတွေတော့ကတော့အဆင်ပြေတယ်ဂိမ်းမာတွေကတော့လက်ဆောင်မဲ့ဖုန်းမျိုးတခုတော့ရှိတယ်ကိုကပေါ့ပေါ့ပေါ့ပါ small game လေးဘာညာအပြင်းပြေယုံလောက်ဆော့မယ်ဆိုရင်တော့မဆိုးဆော့လို့ရရဆိုရဲအနေထားလေးမှာရှိရတဲ့အတွက်ဘာပြောတာ social media တွေတောင်းလိုက်ပြီးရင် game လေးညနေပါဆော့လိုက်အစင်တော့ပြေသားပါ ။နောက်တစ်လုံးကတော့ Realme C63 ဒီကောင်ကတော့ဒါ Sona က C63 တက်တက်စားလို့ရှင် charging watt နည်းနည်းလေးပို့ပြီးတော့များသွားတယ်45ပဲဖြစ်သွားတယ်။ channel ကတော့အကုန်ကြည့်တော့ဘာမှသိကွဲသွားမှာမရှိဘူး။အဲဒီဇိုင်းပညာအစားဆင်တဲ့အနေထားမှာရှိတယ်။ performance ကလည်း Unisoft ရဲ့ T612 ကိုပဲသုံးမိထားတာ12 nanometer ။ထုံးစံမဲ့သူကလည်းဒါ Realme ရဲ့ model အစ်တစ်ခုကို ဟိုကလဲခြင်းနေရဲ့အချိန်ဒါ CCV ထဲကမှမော်ဒယ်အသစ်တစ်ခုကိုကလဲခြင်းနေဒါရွေးခြင်းနေဆိုလို့ရှိရင်ထည့်ပြီးစမ်းလို့ရတဲ့ formula ပဲပြောရမယ် gaming အတွက်မဟုတ်ဘူး daily use all rounder ကောင်းကောင်း performance ကောင်းနေမထည့်ပဲနဲ့ daily use မှာကောင်းကောင်းတုံးလို့ရမယ် formula လေးအဲအားသာအားနေချက်တရားတော့ဒါ phone တိုင်းမှာရှိနေတာကြီးပဲကိုကဒီတစ်ခုလိုခြင်းတစ်ခုကတော့ပေးစမှာထုံးစံပဲပြီးတော့တုံးရတယ် display တယ်กว่า နောက်ဆုံး CC ရဲ့မှာကျန်တာက Realme C67 68လေးပေါ့အဲဒီကောင်ကကျတော့နည်းနည်းလေးပို့ပြီးတော့ပိုကောင်းလာပြန်မယ် SOC ဘာရ Snapdragon 685တွေပါတုံးလာပြီးရယ်ဒီဇိုင်းနဲ့ပို့ပြီးလှလာရယ်ကင်မရာလည်း one way megapixel ပါညာနဲ့အ daily use စပုံရိုက်ပါညာတော်တော်လေးအဆင်ပြေလာရယ်ဖုန်းလို့ပြောရမယ်အဲတခုပဲဒီကောင်နေအကုန်လုံးက OLED တွေ AMOLED တွေတခုမှတော့ရမှာမဟုတ်ဘူးအဲ့မဲ့ဒီကောင်နေကိုပြန်တုံးရတဲ့အခါမှာအကျန်းခံတာမျိုး social media တုံးလို့ကောင်းတာမျိုးပြီးရင်မစိုးဘူးဆိုတဲ့အနေအထားမျိုးခံစားရမျိုး သုံးရမယ်။အဲဒါမျိုးလေးတွေရရှိတယ်။ Realme ရဲ့ C series တွေ Realme ရဲ့ Note series တွေကဒီ official global ထဲမှာသူတို့သွားခြင်းနဲ့ direction ရှင်းရှင်းလေးကိုလိုကအကြမ်းခံတဲ့ဖုန်းကိုလိုချင်တဲ့ official global ထဲက camera နည်းနည်းကောင်းရမယ်၊ design နည်းနည်းလှကမယ်ဆိုတော့ feeling မျိုးနဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်။ပြီးတော့ကိုက secondary device နည်းနဲ့သုံးချင်တယ်ဆိုရင်ရွေးလိုကောင်းတဲ့ဖုန်းတွေ။အဲအဲ့လိုမျိုးပဲနဲ့ကိုကအဲ့မှာဒီဖုန်းတွေကိုဟိုဂိမ်းကြီးရေဆော့ဖို့ ဟိုအရန်ကောင်းတာမို့လို့ဘာလို့ညာကိုသွားဝယ်မယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးအဲ့တော့ဖုန်းတွေတိုင်းကတော့ထုတ်ထားတာကအာသာချက်အာနေချက်ကိုစီရောရှိတယ်ဒီအာသာချက်ကကိုနဲ့ကိုက်ရင်ဒီဖုန်းကအဆင်ပြေတယ်အဲဒီအာနေချက်တော့ကိုမျက်စိမိထားလို့ရတယ်အာသာချက်တွေကကိုနဲ့ကိုက်တယ်ဆိုရင်ဒီဖုန်းကကိုရွေးပဲလို့ရတယ်အဲ့လိုမျိုးပဲနဲ့ဒီနှစ်ခုလုံးကအာသာချက်ကအာနေချက်ကကိုနဲ့ကိုက်မနေဘူးဆိုရင်တော့ direction နည်းနည်းပြောင်းပြီးတော့တခြားပြောင်းဝယ်အဲ့လိုမျိုးလုပ်ပြီးလို့ရတယ် ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမှုတည်ရယ်ကောင်းတာကတော့ဖုန်းနဲ့အကုန်လုံးကသုံးလို့ရတယ်သုံးလို့ကောင်းတယ်ဖုန်းနေပြီးအသက်ဆိုရင်ဘူတော့မကောင်းသေးတယ်တဲ့မှာအသက်နံလေးလည်းအာအသက်နံလေးတော့မှွှေးပြီးတော့ဖုန်းသက်လေးကအကုန်သုံးလို့ကောင်းတယ်ကြာမှတော့နည်းစကားလေးပြောလာအဲ့တော့ကျွန်တော်တို့ကဒီ Realme series ဝယ်မယ်ဆိုလို့ရှင်အဲကိုကဘာအတွက်သုံးချင်တာလဲ gaming အတွက်မဟုတ်ဘဲနဲ့ daily use social media ဘိုင်းအတွက် performance အဲ့လောက်ထိလိုမနေဘူးအဲကျွန်တော်ဒီ user experience ကောင်းတာမျိုး camera နည်းနည်းလေးအဆင်ပြေတာမျိုးအကျန်းပိုခံတာမျိုးတွေလိုချင်တယ် ါရွေးလို့ရတဲ့ဖုန်းတွေအဲဂိမ်းမင်းအကောင့်လို့ကျင်တဲ့သူတွေရတော့ဒီနေ့ပို့ပြီးတော့မြင်တဲ့အကောင့်လေးဝယ်လို့ရတဲ့အနေထားမှာရှိရဲဆိုတော့ဒါကတော့ကိုယ်ရွေးချယ်မှမဟုတ်တည်းတကယ်လို့ကိုယ်လိုချင်တဲ့ဖုန်းကိုယ်ဝယ်ချင်တဲ့ဖုန်းကပို့ပြီးတော့ perfect ဖြစ်တာမျိုးအရန်ကောင်းတာဒီပတ်စံကိုယော့တလောက်ပြလိုက်တယ်ငါအဲ့လောက်တန်လာပြန်ပြီးစမ်းဆိုအဲအဲ့လို feeling မျိုးနဲ့ဝယ်ကြတယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကကျွန်တော်တို့ရဲ့နိုင်ငံတော် brand တွေကသွားရွေးရင်တော့ဒါကတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကိုက global version တွေဘာတွေကိုနည်းနည်းလေး serious ဖြစ်တယ်ဆိုရင်တော့ နစိမိတာလည်းပြဿနာတော့မရှိပါဘူးဆိုတော့ကိုယ့်လူတွေရောဒီ Realme CU တွေပေါ်မှာဘယ်လိုမြင်လဲသဘောကျလားဘယ်လိုခံစားလဲအောက်ကကွန်မန့်မှာဆွေးနွေးကြပါဦးဆိုတော့ကျွန်တော်တို့နောက်ထပ်ပြန်မှာပြန်တွေ့ကြရပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store